င်္ဂလာပါဒီနေ့ကျွန်တော်တို့အရှိတကုံဘက်မှာရှိတဲ့ပရိဒါချောင်းတစ်ခုကိုရိုတိုနဲ့အတူတူကျွန်တော်တို့88 91ဥပရိပွဲရချောင်းသူချောင်းသားတငယ်ချင်းတွေပေါ်လာတွေကတော်လှူတဲ့အလူလေးမှာကျွန်တော်ပါပါဝင်ပြီးတော့လှူဒန်းပါတယ်အပွဲလေးမှာကျွန်တော်တို့ဒီပရိဒါချောင်းကကလေးလေးတွေနဲ့ဒီချောင်းမှာရှိတဲ့ဒါသူတွေအားလုံးကိုကျွန်တော်တချင်းဆိုပြီးတော့တချင်းဆိုပြီးပြောပြခဲ့တယ်ပေါ့နော် အဲဒီနေ့ကအလူတန်းလေးနဲ့မနက်ခင်းမှစပြူတာဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချလင်းပြီးလမ်းဆန်းရပါတယ်ကျွန်တော်တို့အားလုံးလည်းထပ်တကူသို့ရပါသည်ဗျကျွန်တော်ဒီနေ့လူတန်းပြတာလေးကတော့ဒီကလေးတွေအားလုံးကိုမျက်မျက်စိမျက်လုံးစစ်ဆေးပေးရပါတော့အဲ့မှာမှ မျက်စိပါဝါရှိပြီးတော့မျက်မှန်လုံနေတဲ့သူတွေအားလုံးအတွက်ဒီအကြောင်းမှာကလေးရှိရပါတော့အယောက်200လောက်မှာကျွန်တော်တို့မျက်မှန်လုံနေတဲ့ကလေး အဲအရာဘယ်လောက်ရှိမလဲဆိုတော့အဲရှိတဲ့လူရဲ့အားလုံးအတွက်မျက်မှန်ကျွန်တော်ကလူရမ်းပါတယ်အဲ့တော့အားလုံးလည်းဒါအားလုံးရဲ့စူပေါင်းအလူလေးပြတဲ့တော့ကုသိုလ်ထပ်ထူ